မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တောင်ကိုရီးယားမှာနိုင်ငံကူးလက်မှတ် တပ်တန်းကုန်နေတဲ့မြန်မာနိုင်ငံသားများအနေနဲ့ NUG ကိုယ်စားလှယ်ရုံးမှာနိုင်ငံကူးလက်မှတ် တပ်တန်းတိုးပင်းနေပြီးတော့တိုင်ကိုရီးယားအစိုးရလူဝင်မှုကြီးကြပ်ရေးကလက်ခံဆောင်ရွက်ပေးနေကစစ်ကောင်စီရဲ့တန်ရုံးမှာတပ်တန်းတိုးရန်မလိုတော့ပဲ တက်တန်းနှက်နဲ့ရရှိမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားနိုင်ငံမှာအကြောင်းအမျိုးမျိုးကြောင့်ရရှိနေတဲ့မြန်မာနိုင်ငံသားများအနေနဲ့နိုင်ငံကူးလက်မှတ်တက်တန်းကုံဆုံးမှာကစစ်ကောင်စီရဲ့မြန်မာတန်ရုံးမှာတွားရောက်ပြီးတော့တက်တန်းတိုးရန်မလိုအပ်တော့ဘူးလို့သိရပါတယ်။ NUG ကိုယ်စားလှယ်ရုံးမှာတွားရောက်ပြီးတော့တက်တန်းတိုးရန်တင်ပြပါက NUG ကိုယ်စားလှယ်ရုံးကတက်တန်းတိုးခွင့်အတွက်လိုအပ်တဲ့ဒစိမ့်တုံးနဲ့စာရွက်စာတမ်းများကိုရိုက်နှိပ်ပေးလိုက်တယ်လို့သိရပါတယ်။ အဲ့ဒီဒစိတုံးတဲ့စာရွက်စာတမ်းများကိုတောင်ကိုရီးယားလူဝင်မှုကြီးကြပ်ရေးကတရားဝင်လက်ခံဆောင်ရွက်ပေးနေပြီးတော့ဗီဇာတက်တန်းတိုးပေးနေတယ်လို့သိရပါဗျ။ NUG ကိုယ်စားလှယ်ရုံးကဒစိတုံးထုတ်ပေးလိုက်တယ်။အဲ့ဒါကိုတောင်ကိုရီးယားလူဝင်မှုကြီးကြပ်ရေးကလက်ခံပါတယ်။နှစ်နှစ်တက်တန်းတိုးလို့ရတာ အခုတည်းကတော့အဲ့ဒီကိုရီးယားမှာဆက်လက်ပြီးတော့နေထိုင်တဲ့သူတွေအတွက်အားလုံးအဆင်ပြေပါတယ်အဲ့ဒီ passport နဲ့ပြည်ပကိုထွက်ဖို့တော့အဆင်မပြေသေးဘူးနိုင်ငံကူးလက်မှတ်လည်းရှိဖို့လိုအပ်ပါတယ်တက်တန်းတိုးခွင့်ရရှိသွားတဲ့သူတွေလည်းရှိနေပါတယ်လို့ NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကတွားရောက်ပြီးတော့စုံစမ်းမေးမြန်းခဲ့တယ်တောင်ကိုရီးယားရောက်မြန်မာတို့ကရှင်းပြထားပါတယ်တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတချို့ကတော့လက်ရှိຫນွေဥတော်လိုင်းရေးမှာပါဝင်နေကြတယ်မြန်မာနိုင်ငံသားများအနေနဲ့စစ်ကောင်စီတန်ရုံးမှာ ဘာအကြောင်းပြချက်နဲ့မှတက်တန်းကုန်ပြီးသားနိုင်ငံကူလက်မှတ်များကိုတက်တန်းတုံးရန်မလိုအပ်တော့တဲ့ပြတင်းစကားများကိုတောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားများအလုံးသိရှိရန်လိုအပ်တယ်ဆိုပြီးတော့ပြောဆိုနေကြပါရယ်စစ်ကောင်စီတန်ယုံထံကိုအခွင့်မပေးသင့်ပဲ NUG ကိုယ်စားလှယ်ရုံးမှငွေကြေးအကုန်ကြမရှိဘဲနဲ့နိုင်ငံကူလက်မှတ်များကိုတက်တန်းတုံးနိုင်ပြီဖြစ်ကြောင်းပြောဆိုလိုက်ပါရယ်လက်တလုံးမှာ NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကလက်ခံတက်တန်းတုံးပြီးတော့ဆောင်ရွက်ပေးနေတယ်မြန်မာနိုင်ငံသားနိုင်ငံကူလက်မှတ်ရာပေါင်းများစွာရှိနေတယ်လို့သိရပါရယ်မကြခင်မှာတော့ထောင်ကနန်းအထိကိုရောက်ရှိလာမှဖြစ်တယ်လို့တောင်ကိုရီးယား ရောက်မြန်မာများကပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ် KNU တပ်မဟာ9နယ်မြေမှာရှိတဲ့စစ်တပ်ရဲ့ဖားပွန်ဘျူဟာစခန်းကို KNLA ဦးဆောင်တဲ့တော်လိုင်းတပ်များကပိတ်ဆို့ထားပြီးတော့ စစ်တပ်ကတပ်မိသားစုများအမျိုးသမီးများကလင်းငယ်များကိုလူသားတိုင်းကလှုပ်ထားတဲ့အတွာပြင်းပြင်းထန်ထန်တိုက်ခိုက်ရန်နဲ့စခန်းကိုသိမ်းရန်တတိနဲ့ပြင်ဆင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလနှောင်းပိုင်းမှာ KNL ဦးဆောင်တဲ့တော်လှန်ရေးတပ်များကအင်အား120ဝန်းကျင်ရှိတဲ့ခေါပုတ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိတ်ပတ်ရမှာထွက်ပြေးသွားတဲ့စစ်တပ်စစ်ကြောင်းကဖာပွန်ဘူဟာအတွင်းကိုဝင်ရောက်ရန်ကြိုးစားတော်လဲတော်လိုက်တပ်များကတားဆီးထိမ့်သိမ်းအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာ ဖာပွန်ဖြူဟာစခန်းကိုတော်လိုင်းတပ်များအားလုံးကဝိုင်းဝန်းပြီးတော့ပိတ်ဆို့ထားကြတယ်လို့သိရပါတယ်ဖာပွန်ဖြူဟာတပ်စခန်းအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်များကတပ်မိသားစုဝင်များအမျိုးသမီးများနဲ့ကလေးများကိုလူသားတိုင်းကလှုပ်ထားတယ်လို့သိရပါတယ် KNL ကယောက်ျားယောက်ျားချင်းစစ်သားစစ်သားချင်းစစ်တိုက်ရန်နဲ့မသက်ဆိုင်တဲ့ မိသားစုများကလေးငယ်များနဲ့အမျိုးသမီးများကိုလွှတ်ပေးစေလိုတယ်လို့ပြောဆိုထားပါတယ် KNL ကလမ်းကြောင်းဖွင့်ပေးမယ်လို့စစ်တပ်ကိုကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ဖားပွန်ဗျူဟာမှာရှိတဲ့စစ်တပ်ကတပ်မိသားစုဝင်များအမျိုးသမီးများနဲ့ကလေးငယ်များကိုလုံးဝလွှတ်ပေးခြင်းမရှိဘဲလူသားတိုင်းကအဖြစ်နဲ့ဆက်လက်ပြီးတော့အုံပြုနေစေဖြစ်တယ်လို့သိရပါတယ်ဖားပွန်ဗျူဟာကိုကျွန်တော်တို့တွေကဝိုင်းထားတယ်ရန်သူကရဟယင်နဲ့စစ်လက်နဲ့ပစ္စည်းတွေရိတ်ခါတွေလာချပေးနေတာရန်သူရဲ့ဗျူဟာဖွဲ့စည်းပုံကပြတ်နေပြီ FFD တပ်ဖွဲ့ရဲ့ drone တိုက်ခိုက်မှုတွေကြောင့်ရန်သူဖွဲ့စည်းပုံကပြတ်နေပြီ ဖားပုံပြူဟာကိုအလုံးစုံသိမ့်ပိုက်နိုင်ဖို့အတွက်မှာကစစ်တပ်ကအမျိုးသမီးနဲ့ကလေးတွေကိုကဘာလုပြီးတော့စခန်းထဲမှာအထိုင်ချပြီးတော့နေနေတာဖြစ်တယ်။အဲဒီတော့ဘျူဟာကိုတိုက်ခိုက်ဖို့အတွက် KNL ကလူကြီးတွေကစဉ်းစားနေရတယ်၊ပြင်ဆင်နေရတယ်၊အချိန်ယူရတယ်၊ပြင်းပြင်းထန်ထန်တိုက်ခိုက်ဖို့အခက်အခဲရှိတယ်။ဒီကလေးတွေနဲ့မိသားစုတွေကိုလမ်းကြောင်းဖွင့်ပေးမယ်။မိသားစုတွေတပ်ထဲမှာမနေဖို့ စစ်သားစစ်သားချင်းတိုက်ခိုက်ဖို့ယောက်ျားယောက်ျားချင်းတိုက်ခိုက်ဖို့အချိန်ချင်းပြောပေမဲ့လဲသူတို့ဘက်ကဆက်ပြီးတော့ကာဗာလောက်ထားတော့ကျွန်တော်တို့ဘက်ကစဉ်းစားပြီးတော့ပြင်ဆင်နေရတယ်လို့ FFD ကပြန်ကြားရေးတာဝန်ခံ KK ကပြောဆိုထားပါတယ်။ကရင်ပြည်နယ် KNU တပ်မဟာ9နယ်မြေမှာစစ်ကောင်စီရဲ့파ပွန်ဗျူဟာတပ်စခန်းသာအကြီးမားဆုံးကျန်ရှိတဲ့တပ်စခန်းဖြစ်နေပြီးတော့အဲ့ဒီဗျူဟာတပ်စခန်းကိုသိမ်းပိုက်ပြီးပါက파ပွန်မြို့နယ်တစ်ခုလုံးကို KNLA ကထိန်းချုပ်နိုင်တော့မှာဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်နိုင်ငံရေးမှတ်တိုင်အနီးမှာရှိတဲ့စစ်တပ်အိမ်တော်တဲ့ဝန်ထမ်းအင်အားလုံခြုံရေးဂိတ်ကိုဗရိဒါမိုင်းတွဲနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်ကောင်စီဘက်က၄ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ6ရက်နေ့ည9:30မိနစ်အချိန်မှာရန်ကုန်မန္တလေးအဝေးပြေးလမ်းမှာပြီးမင်္ဂလာတုံမြို့နယ်နိုင်ငံရေးမှတ်တိုင်အနီးမှာရှိတဲ့အိမ်တော်တဲ့ဝန်ထမ်းအင်အားလုံခြုံရေးဂိတ်ကိုဗရိဒါမိုင်းတွဲနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဖောက်ခွဲတိုက်ခိုက်မှုအတွင်းမှာအရွက်ဝင်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးထိ ိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူ၄ဦးကိုတော့အတွင်းထဲကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အာစီယူကဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့စီရေးပြမဟာတပ်မိသားစုဝင်တွေနဲ့အိမ်တော်သေးများနေထိုင်ရာလိုင်းကမ်းဖြစ်ပြီးတော့လေတပ်ကမိသားစုဝင်များလည်းနေထိုင်လျက်ရှိတယ်လို့သိရပါတယ်။ရှေ့တန်းစစ်မြေပြင်မှာလက်နက်မဲ့တဲ့ပြည်သူများကိုရက်စက်ကြမ်းကြုတ်နေတဲ့စစ်တပ်ကိုအကြီးအတန်းနဲ့လောက်ရမ်းများကျူးလွန်နေမှုများကိုရပ်တန့်စေရန်အတွက် နောက်တန်းမှာရှိတဲ့စစ်တပ်ရဲ့ဝန်ထမ်းအင်အားကိုဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၎င်းကပြောဆိုထားပါတယ်။လက်ရှိမှာ Rangoon Urban Column RCU အနေနဲ့ရန်ကုန်မြို့ပြစစ်ကြောင်းရဲ့ပထမဦးဆုံးကမ်ပိန်းဖြစ်တဲ့ရန်ကုန်တို့ချီ RUC AK 16လက်ကမ်ပိန်းစတင်နေပြီးတော့တည်သူများအနေနဲ့ပူးပေါင်းပါဝင်ပေးကြရန်ကိုရဲခေါင်ကတိုက်တွန်းပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေတာရှိမြို့နယ်စစ်တောင်းမြေဘေးမှာရှိတဲ့ကျေးရွာများကိုအကြမ်းမဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာပြည်သူတအုပ်ဒဏ်ရာရရှိပြီးတော့နေအိမ်များမီးလောင်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့မှာရေတာရှိမြို့နယ်စစ်တောင်းမြေအရှိတ်ချမ်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းမဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့120မမလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်များမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲမရှိဘဲနဲ့ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတာ ပြည်သူတို့တော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်နေအိမ်တွေမီးလောင်ပျက်စီးသွားတာတွေရှိတယ်လို့ကီကူစစ်ကြောင်းကတာဝန်ရှိသူကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒလမြို့နယ်မှာစစ်မှုထမ်းမဲ့တပ်သားတဲ့မပေးနိုင်ပါကကြေးရွာတရွာကိုငွေချက်သိန်း100ပေးရမယ်ဆိုပြီးတော့အကြမ်းစစ်တပ်ကတောင်းခံနေတဲ့အတွက်ပြည်သူများထံကငွေကြေးများအတင်းအဓမ္မကောက်ခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒလမြို့နယ်အနိုးချောင်းလေးကြေးရွာမှာကြေးရွာအုပ်ချုပ်ရေးမှုအေးဝင်းနဲ့အပေါင်းပါများကပြည်သူများထံကနေပြီးတော့အိမ်တော်စုတစုကိုငွေချက်3000ကနေ9000အထိလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်အခုလိုမျိုးကောက်ခံရမှာစစ်မှုထမ်းမဲ့တပ်သားတဲ့စူးစမ်းရန်အတွက်ဖြစ်ပြီးတော့လူမပေးနိုင်တဲ့အတွက်အခုလိုမျိုးကောက်ခံရခြင်း င်းဖြစ်ကြောင်းပြောဆိုနေပါတယ်။ငွေကြေးမပေးနိုင်တဲ့သူများကိုလက်မှတ်ထိုးပြီးတော့စစ်မှုထမ်းရမယ်လို့ချိန်ချောင်းနေကြောင်းသိရပါတယ်။လူမပေးနိုင်လို့တပ်သားတွေရှာဖို့အတွက်ကြေးပါတရားကိုတိမ့်တရာစစ်တပ်ကတောင်းတယ်။အဲဒါကြောင့်ပေးဖို့အတွက်လိုက်ကောက်နေတာဆိုပြီးကြေးပါအုပ်ချုပ်ရေးမှုအသက်အေးဝင်းနဲ့အပေါင်းပါတွေကတအိမ်တောင်ကိုအ ਨੇ ဆုံး3000ငွေတက်နိုင်တဲ့သူတွေဆိုရင်တော့9000ကောက်တယ်တလားကိုတချိန်ကောက်မှာမပေးနိုင်တဲ့သူတွေဆိုရင်တော့လက်မှတ်ထိုးခိုင်းတယ်စစ်မှုထမ်းဖို့သဘောတူပါတယ်ဆိုပြီးတော့ချင်းချောက်ပြီးလက်မှတ်ထိုးခိုင်းတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲနိုဝင်ဘာလ9ရက်နေ့မှာ လိုင်တရာအရှိပိုင်းမျိုးနဲ့အမတ်ခွန်ရက်ကွက်အုပ်ချုပ်ရေးမှုအသက်စိတ်မောင်းဝင်းရဲ့ဖြေခိုင်းချက်အရာ အမတ်ခွန်ရက်ကွက်ရာအိမ်မှုဇော်မင်းနိုင်ကအမတ်ခွန်ရက်ကွက်အတွင်းမှာရှိတဲ့အဆောင်နေတဲ့မိသားစုများထံကနေပြီးတော့အဆောင်နေအခန်းတခန်းကိုတလကိုငွေကျပ်9000နှုန်းနဲ့လိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။အဲ့ဒီငွေကြေးဟာစစ်မှုထမ်းတဲ့လူငယ်များနဲ့မိသားစုများကိုထောက်ပံ့ရန်လို့ပြောဆိုနေတယ်လို့သိရပါတယ်။ဒါအပြင် အဲ့စရင်တိုင်ခအဖြစ်နဲ့လေငွေကြေးမြောင်များစွာတောင်းယူလျက်ရှိတယ်လို့သိရပါတယ်အလားတူပဲအေယာဝတီတိုင်းညောင်တုံးမြို့နယ်စင်းတုံကြေးပါအုပ်စုချိန်ပင်ဆက်ကြေးပါကယာအိမ်မှုတောင်းထွန်စိုးတီဟာ ပြင်လွယ်ဦးတို့ကစစ်မှုထမ်းမဲ့သူများကိုငွေကြေးထောက်ပံ့ရန်လူသစ်အစားထိုးရန်အတွက်ဆိုပြီးတော့အကြောင်းမျိုးမျိုးပြပြီးကြေးရွာအတွင်းမှာရှိတဲ့ပြည်သူများစီကလာစေငွေကြက်ပေါင်ကနန်းအထိကိုကောက်ယူနေတယ်လို့သိရပါဗါးငွေကြေးမထည့်နိုင်တဲ့သူများကိုတော့ကြေးရွာအုပ်ချုပ်ရေးမှူးရုံးကိုပို့ဆောင်ကဖမ်းဆီးထောင်ချမယ်လို့ချိန်ချောက်နေတယ်လို့သိရပါဗါးရွာမှာကအခုကဘယ်သူမှစောင့်ဝင်နေရေးအဆင်မပြေဘူးစကားတွေလည်းမဖြစ်ရေးတွေကလည်းကြီးနေဒီလောက်ဒုက္ခရောက်နေတာကိုပြည်သူတွေစီကငွေတွေလာစင်တောင်းတယ်မပေးနိုင်ရင် ကျိန်းပေါင်းပြီးတော့စူဆဲပြီးဖမ်းမယ်ထောင်ချမယ်ဆိုတော့မဖြစ်မနေပေးရတော့တာပဲလို့ကျိန်းမဲဆယ်ကြီးရွာကပြည်သူလူကရှင်းပြထားပါတယ်ဒါအပြင်ပဲခူးတိုင်းဝထီးကံမြို့နယ်တလုတ်ပင်ကြီးရွာအုပ်စုမှာလဲနိုဝင်ဘာလ6ရက်နေ့ကကြီးရွာအုပ်ချုပ်ရေးမှူးတန်းစော်ယာအိမ်မှူးလှမိုးတို့ကစစ်သားများနဲ့အတူငွေကြေးတွေလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်တအိမ်တောင်ကိုငွေကြက်1000ကျပ်ထည့်ဝင်ခိုင်းနေပြီးတော့အဲ့ဒီငွေကြေးဟာတလုတ်ပင်ကြီးရွာအုပ်စုအတွင်းမှာ စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများမလုံဆောင်ရေးအတွက်ကောက်ခံနေခြင်းဖြစ်တယ်လို့တရားဝင်ပြောဆိုပြီးတော့ပတ်စံတောင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်သားနဲ့အုပ်ကြီးတွေပေါင်းပြီးတော့လိုက်ကောက်နေတာလူငယ်မရှိတဲ့အိမ်လဲပေးရပါတယ်အိမ်တိုင်းကိုတောင်းတာပေါ်တာမဆွဲအောင်ပေးရတယ်လို့တော့ပြောတယ်ပထမအုပ်ကြီးရဲမြင့်နဲ့ယာယီမှုစမ်းလွင်ကနှုတ်ထွက်သွားပြီးတော့အခုအုပ်ကြီးတန်းစော်နဲ့ယာယီမှုလှမိုးတို့ကအစားထိုးဝင်လာတာစစ်သားတွေပါရွာထဲကိုခေါ်ထားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အေယာဝတီတိုင်းဝါခေမမျိုးနဲ့ကျုံမငင်းမျိုးပါလဲ စစ်မှုထမ်းမဲ့လူငယ်များနဲ့မိသားစုများအတွက်ဆိုပြီးတော့လစဉ်ငွေကြေးများကိုကောက်ခံခြင်းများအရှိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်နေပြီးအခုလိုမျိုးပေးချေမှုဟာလည်းစစ်တပ်နဲ့အဆင်ပြေစေရန်ဖြစ်ပြီးတော့ပြည်သူများမညုံမညင်ပေးကြရန်ဆိုပြီးတော့အုတ်ချုပ်ရေးအဖွဲ့များကစီယုံပြီးတော့ငွေကြေးများလိုက်လံကောက်ခံနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကစစ်မှုထမ်းစင်ခေါ်ရမှာအကြောင်းမဲ့ပြက်ကွက်သူစည်ရင်ပေးသွင်းပြီးမှပြက်ကွက်သူစေးအောင်ပြီးမှပြက်ကွက်သူနဲ့တင်တန်းကြောင်ရောက်မှထွက်ပြေးတဲ့သူများကိုအရေးယူရန်လိုအပ်တယ်လို့ပြည်သူစစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာစစ်တပ်ရဲ့ကာကွယ်ဝင်ကြီးတင်အောင်ဆန်းကညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ပြည်သူစစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးခုနှစ်မြင်းဆောင်2024မှာ၎င်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အချမ်းဖတ်စစ်ကောင်စီရဲ့ကာကွယ်ဝင်ကြီး တင်အောင်ဆန်းကပြည်သူစစ်မှုထမ်းစစ်ခေါ်ရမှာအကြောင်းမဲ့ပြက်ကွက်သူများကိုဥပဒေနဲ့အညီအရေးယူဆောင်ရွက်ရန်တိုင်းနယ်ပြည်နယ်စစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့များအနေနဲ့စစ်မှုထမ်းအဖြစ်စည်ရင်သွင်းပြီးမှအကြောင်းမဲ့ပြက်ကွက်သူများစေးအောင်ပြီးမှအကြောင်းမဲ့ပြက်ကွက်သူများ တင်နှန်းကြောင်းရောက်ရှိပြီးမှအကြောင်းမဲ့ပြက်ကွက်သူများအားလုံးကိုအရေးယူဆောင်ရွက်ကြရန်အဲ့ဒီအစည်းအဝေးမှာညွှန်ကြားထားကြောင်းစစ်ကောင်စီကတင်းထုတ်ပြန်လိုက်ပါတယ်လက်ရှိမှာပြည်သူ့စစ်မှုထမ်းဤဥပဒေကြမ်းကိုအကြံပြုချက်များအပေါ်ပုံမှန်တစ်ခုချင်းစီအလိုက်အပြန်ပြန်အလှန်လှန်စီစစ်တုံးသက်ရေးဆွဲနေပြီးတော့ဤဥပဒေမူကြမ်းဟာရှစ်ကြိမ်မြောက်အဆင့်ကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ် အထက်အဆင့်ဆင့်ကိုလုံထုံးလုံနီးနဲ့အညီတင်ပြပြီးပါကပြည်သူစစ်မှုထမ်းဤဥပဒေကိုထုတ်ပြန်သွားမှာဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုထားပါတယ်လက်တလုံးမှာမြန်မာနိုင်ငံတော်ဝါမှာစစ်မှုထမ်းဥပဒေနဲ့စစ်တပ်ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့များကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းများချင်းချောက်ငွေညှိချင်းများအပါအဝင်ပြည်သူလူထုကိုအနိုင်ကျင့်ချင်းချောက်မှုများအကြီးအကျယ်ဖြစ်ပွားနေပြီးတော့ အဲ့ဒီအခြေအနေများဟာစစ်ကောင်စီဘက်တော်သားများကပြည်သူများကိုဖိနှိပ်ညှဉ်းပန်းရာမှာအတုံးပြူလာနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်တပ်ရဲအုပ်ချုပ်ရေးအဖွဲ့များအပါအဝင်ဝင်ကြီးဌာနဘောင်းဆောင်ပါဝင်တဲ့စစ်မှုထမ်းတပ်သားတဲ့လူစားထုံးအယောင်ဝယ်ဈေးကွက်ကြီးဟာလည်းအကြီးအကျယ်ဖြစ်ထွန်းနေတယ်လို့သိရပါတယ်။လူစားထုံးတပ်သားတဲ့တအူးကိုအ ਨੇ စုံငွေကျပ်350ကနေ300အထိဈေးပေါင်နေပြီးတော့အ धिक ချမ်းသာလာသူတွေကတော့စစ်တပ်ကအရာရှိနဲ့စစ်သည်များဖြစ်တယ်လို့သိရပါတယ်။လူမိုက်များပြူစောထီးများတဲ့ပြည်သူစစ်များကိုလည်းငွေကြေးပေးပြီးတော့ စစ်မှုထိုင်းရတပ်သားတဲ့လူငယ်များကိုစုဆောင်းခိုင်းမှုတွေလည်းဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ